ဆာကာမိုတိုရိုမီတာစုကဟန်နာရဲ့အကြောင်းကမိဘဆရာတွဲဆောင်ပွဲကိုသွားကြပြီးရှင်နဲ့လူလူကဆိုင်ဆောက်ထားခဲ့ပါတယ်။ဆိုင်မှာတော့လူလူကရှင်ရဲ့အေဘရွန်ကိုတန်ရှင်လှုပ်ဖို့ယူဝတ်ထားလို့နှစ်ယောက်သားရန်ဖြစ်ကြပါတယ်။အဲဒီအချိန်မှာရှင်မိုကပေါ့စီလာတောင်းပြန်ပါတယ်။ရန်ဖင်းရဲ့ရှင်တက်လာပြီးလူလူကနင်းလို့အမြဲစိတ်ဖက်နိုင်တဲ့ကောင်းရှင်မှနေရတာအဆင်မပြေဘူးလို့ပြောတာ။ရှင်လည်းစိတ်ဆိုးပြီးထွက်သွားပါပြီ။ရှင်ထွက်သွားတဲ့အချိန်မှာနေဖုန်းနဲ့ထူးဆန်းတဲ့အဝတ်တွေဝတ်ထားတဲ့လူတစုရောက်လာပြီးဒီကောင်ပဲဆိုပြီးလူလူကိုဖမ်းသွားပါတယ်။တကယ်တော့ရှင်ရဲ့အေဘရွန်ကနာမည်ကိုဖမ်းမိပြီးရှင်မတ်လို့ဖမ်းသွားတာပါ။ သူတို့ဟာမြေရောသိပ္ပံစံသက်ခံကလူတွေဖြစ်ပြီးရှင်ကအဲ့ဒီစံသက်ခံမှာကြီးပင်းခဲ့ရတာပါရှင်ကသူတို့ရဲ့အောင်မြင်တဲ့စံသက်မှုတစ်ခုဖြစ်ခဲ့ပေမဲ့ထပ်ပြေးလွမြောက်သွားခဲ့ပါတယ်ဒါကြောင့်မယ်လာဖမ်းရတာပါကားပေါ်ရောက်ပြီးခီးတော်ရောက်မှရှင်မဟုတ်ပဲလူမဖမ်းရတယ်ဆိုတာသိပါတယ်အဲ့ဒီချိန်မှာပဲရှင်ကဆိုင်ကိုရောက်လာပါတယ်ဆိုင်ရောက်တော့ခြေရလက်ရတချို့ကျန်ခဲ့ပြီလူလူကမရှိတော့ပါဘူးစာကာမိုတိုလည်းရောက်လာပါရဲ့ရှင်းကအကြောင်းဆောင်ပြပြတော့စာကာမိုတိုကသူ့ရဲ့ဘုံကိုဖွင့်ပြီးတီနီယာရှာလိုက်ပါရဲ့တကယ်ကရှင်းရဲ့အေဘရွန်ကနာမည်ကပြားမှာ GPS ထည့်ထားတာပါလူလူကိုကယ်ဖို့လိုက်ပါရဲ့ ဖန်ထားတဲ့ကားကိုမိလာတော့ငါတို့ပေါက်စီမားကိုပြန်လှုပ်ပေးလို့ဆာကာမိုတိုကပြောပါတယ်။ကားရဲလူတွေကိုကြည့်လိုက်မှလက်ကလူတွေမှရှင်းကတည်တော်ပါပြီ။ရှင်းကလည်းကားဘဝလူတွေကတည်တော်လို့ဖမ်းမှုစူးစမ်းကြပါရဲ့။လမ်းပေါ်မှာအပြန်လည်တက်ခိုက်ကြမယ်ရှင်းကမဖမ်းမိပါဘူး။နောက်ဆုံး GPS ကတိပံပြကန်တစ်ခုမှလမ်းဆုံးသွားပါတယ်။ဆာကမိုတိုကအဲ့ဒါဘာလဲလို့ရှင်းကိုမေးတော့ငါကြီးပင်းခဲ့တဲ့နေရာမှာအရင်ကမကောင်းတဲ့နေရာမဟုတ်ပေမဲ့နောက်ပိုင်းတော့ပြောင်းလဲသွားတယ်လို့ပြောပါရယ် ဆာကမိုတိုလည်း GPS တိုင်လဲလာခဲ့ပြီးသိပ္ပံပြောင်းကန်းကိုရောက်လာပါပြီ။အယောင်ပြသိပ္ပံပြောင်းကန်းနေနဲ့ဖွင့်လာပြီးမြေအောက်မှာလှုပ်ဝက်ဆန်းတက်နေတာတွေရှိပါတယ်။ခေါင်းဆောင်ဆိုတဲ့တမင်ကောင်းတဲ့လူကလူလူကိုတွေ့ရောပုံစံရောလင်ရောမတူတာရှင်းမဖြစ်နိုင်ဘူး။တမင်ကိုလည်းရင်ဘာဖြစ်မလဲသိရတော့လို့ဆိုပါတယ်။လူလူကတော့ချုပ်ခန်းနဲ့ရောက်သွားပါပြီ။ရှင်းကသူမှမိတဲ့တော့မြေအောက်ခန်းကိုဝင်မှုစ조사ပါတယ်။ဒါပေမဲ့ပထမအဆင့်မှာအောင်မြင်ပြီးဒုတိယအဆင့်မှာမှားသွားလို့အလိုလောက်စနစ်ကစတင်တိုက်ခိုက်ပါပြီ။ပထမဝဝဝင်ကတိုက်ခိုက်ပြီးနောက်တော့ဒိုင်နိုဆောရိုးစုကတိုက်ခိုက်ပါပြီ။ ။ဆာကာမိုတိုလည်းနှိမ်နေမီဆက်သက်ခံနေရောက်လာခဲ့ပါတယ်။သူတို့ရောက်လာတဲ့အချိန်မှာတိပ္ပံပညာရှင်တရားကိုအဆောင်တနတ်နဲ့ချိန်နေလို့ဆာကာမိုတိုကမေးအောင်ထိုးချလိုက်ပါပြီ။တိပ္ပံပညာရှင်တွေကို boss ဗမာလဲလို့မေးတော့ boss ကအောက်ဆုံးတက်မှာလွန်ခဲ့တဲ့နေ့ကဂျေးစားလူသက်သမားကိုင်းကဒီနေရာကိုထိန်းချုပ်လိုက်ပြီးလူသက်ဖို့တခြားနေနှန်းတွေကိုတိပ္ပံဆန်တမ်းမှုတွေလုပ်နေတယ်လို့တိပ္ပံပညာရှင်တွေကပြန်ဖြေပါတယ်။ရှင်းတဲ့ဆာကာမိုတိုတော့လည်းလူလူကိုကယ်ဖို့တေချာဖို့ဂျေးစားရင်နဲ့တိုက်ခိုက်ရတော့မှာပါလူလူကလည်းကြောက်ခဲနဲ့ထောင်ဖောက်နေပါတယ် အချုပ်ကန်းတဲ့ကအဖို့တယောက်ကလူလူကိုဒါရီလုံးနေလေလကားပဲငါကအရင်ကအဲ့ဒီအဖွဲရဲ့ခေါင်းဆောင်မင်းတို့ငါနဲ့အတူထောင်ဖောက်ချင်လာလို့မေးပါတယ်အဲ့ဒီချိန်ဒီဘက်မှာလည်းလူတယောက်ရောက်လာလို့တိတ်ပဲမင်းရရှင်ကရှင်းတဲ့ဆာကာမိုတိုကိုဗီဒီယိုထဲကိုထပ်ဖွက်ပါတယ်အဲ့ဒီလူကတိတ်ပဲမင်းရရှင်တွေကိုနိုင်ကျင်တာနဲ့ရှင်းကထွက်လာပြီးတက်ခိုက်ပါရယ်အဲ့ဒီလူကရှင်းရဲ့ကောင်းတဲ့ကိုအတ်ထဲလိုက်ပြီးအပြင်ကနေဆက်နဲ့ထိန်းချုပ်တာရှင်းနဲ့နေမရအောင်ဖြစ်နေပါပြီအဲ့ဒီချိန်ဆာကာမိုတိုကဗီဒီယိုထဲကနေထွက်လာပြီးဝင်တက်ခိုက်လို့အဲ့ဒီလူဆိုကမှောက်သွားပါရယ် ပြီးတော့ဆာကာမိုတိုကမင်းကြီးပင်းခဲ့တဲ့နေရာကိုဂျေဇာရီလက်ထက်ကနေပြန်ယူချင်လာလို့ပြီးတော့ရှင်းကလုကြမယ်လေလို့ပြန်ဖြေလာပါတယ်။တန်တူကန်းဂျေဇာဖက်ကအထက်ပိုင်းတွေကိုရှင်းပစ်ခဲ့တဲ့တဲကနှစ်ယောက်ကပြတဲ့ကိုရောက်လာပါတယ်။မာရိုလောက်ကဒီပြကန်းနဲ့သက်ဆိုင်လို့လားနာဂူမူရဲ့အချက်လက်ကအသေးဝင်လာတော့မဟုတ်ဘူးလို့ပြောပါတယ်။ဒါလည်းစူးစမ်းလေ့လာမှုပဲလေလို့နောက်ဂျေဇာတယောက်ကတော့ဆိုလာပါပြီ။အပိုင်းခုနှစ်ကတော့ဒီမှန်ပြီးဆုံးတော့ပါတယ်။မရှိဘူးကလမ်းမှာရန်900ကားရတာကြောင့်ငှက်ကလေးပါစကီနဲ့အတူစားကောင်းတာတွေဝယ်စားမယ်ဆိုပြီးစားကောင်းမတို့ဆိုင်နဲ့ရောက်လာပါရင် ဆိုင်ကောင်တော်ကဘယ်သူမှမရှိပဲဟန်တာကသူ့အဖေကိုအကြောင်းကအကြောင်းနဲ့ပြပြတာအဖေမရှိလို့ဆိုပြီးထိုင်ကုန်နေပါတယ်။မရှိမလို့လည်းအဖေတို့ကိုလိုက်ရှာပေးမယ်။မငုံနေရတော့ဆိုပြီးချော့ပြီးကက်ကလေးပါစကီကိုရှာဝတ်လွတ်လိုက်ပါတယ်။မြေရောက်ဆန်းသက်ခံမှာအဖမ်းခံနိုင်ရတဲ့အပွဲဒရိုက်တာဟောင်းအက်စကူရာကလူလူလူကိုမြေရောက်ဆန်းသက်ခံအကြောင်းနဲ့ရှင်းတယောက်ဆိုင်းရရခဲ့ရပုံတွေကိုပြန်ပြောပြနေပါတယ်။ရှင်းကအက်စကူရာလက်ထဲမှာကြီးမင်းခဲ့ပြီးအက်စကူရာတီထန်ခဲ့တဲ့ဆေးရည်ကိုရေနဲ့မှားပြီးတောက်မိရကနေစိတ်ဖက်နိုင်တဲ့သဘာဝလွန်ဆွမ်းနဲ့ရခဲ့တာပါ။ ပြကြရှင်းရအထီးချန်ဖြစ်ရပြီးအနားမှာနေမဲ့လို့မရှိတော့တာလို့ Escura ကတွေးနေမိပါတယ်။နောက်တော့ Escura ကထောင်ပေါဖို့အတွက်အချုပ်ခန်းတကားတော့ကိုဓာတ်ရုပ်စည်းတမျိုးနဲ့လောင်းချလိုက်ပါတယ်။လူတို့ကတန်ရွှဲရှိနေတဲ့အစာကလေးကဘာလို့ထမသွားရလဲလို့မေးပေမဲ့ Escura ကတော့ငါဒီထဲမှာရှိနေရင်သူတို့ရဲ့စံတမ်းမှုတွေကိုကူညီနေရမလို့လေလို့ပြန်ပြေပါတယ်။ထပ်ပြီးတဲ့မရှင်ကစပါပြီ။စာကာမိုတိုနဲ့ရှင်ကတော့လူစုကောင်းဆောင်တယောက်နဲ့ချနေပါတယ်။လူစုကောင်းဆောင်ကစာကာမိုတိုရဲ့ခုံမှာ SIV မိတ်ဆွေကိုရန်သူတင်ရန်သူကိုမိတ်ဆွေတင်အောင်လှောက်ထားတာမို့လို့စာကာမိုတိုကိုထိုးလိုက်တဲ့မြရှင်ကိုပဲထိနေပါတယ်။ ရှင်ရဲ့စိတ်ဘက်ဆိုင်ရည်ကလည်းဘာမှအသုံးမကျဘူးလို့သူကပြောပါသေးတယ်။စာကာမိုတို့လည်းဒီကောင်ရဲ့ဆိုင်ရည်ကဘလောက်အသုံးကျလဲပြမယ်ဆိုပြီးလှုပ်ပါတော့တယ်။လူစိုးလည်းသူ့ရဲ့ပခုံးကဆေးရည်တွေကိုထိုးသွင်းလိုက်တာအကောင်ကြီးကြီးဖြစ်သွားပါပြီ။ရှင်ကလူစိုးရှင်မှဝင်ရလိုက်ပါရဲ့။ပြီးတော့စာကာမိုတို့ရဲ့အတွေးကိုဖက်ပြီးထိုးမဲ့ထိုးချက်တွေကိုရှောင်ပိုင်း။မိစေကိုရန်သူထင်ပြီးထိုးနေပေမဲ့ရှင်ကရှောင်နေရကြောင့်နောက်ကလူကြီးကိုပဲသွားထိပါရဲ့။ဒီလိုနဲ့လူစိုးလည်းကိစ္စတုံးသွားပါပြီ။ပြန်ရှင်ကစာကာမိုတို့နဲ့ရှင်ရဲ့ခိုးကအက်ကိုထုတ်ပေးလိုက်ပါရဲ့။ရှင်တို့လည်းလူလူကိုကယ်ဖို့ထွက်လာကြပါပြီ။ ဆာကာမိုတိုနဲ့ရှင်းကထောင်ချောက်တစ်ခုကိုနင်းပြီးတော့ဆာကာမိုတိုကရှင်းကိုလွတ်အောင်ကန်ထိုးလိုက်ပေမဲ့သူကတော့အောက်ထက်ကိုရောက်သွားပါတယ်။ဂျီဂျီအေးကဂျေးစားနေရောက်ကလည်းမြေရောက်စံတက်ခံကိုရောက်လာပါတယ်။ရဲရောက်ချင်းမှပဲစံတက်ခံကအဆောင်တွေကိုတတ်ထားပြီးပါပြီ။တမင်ကောင်းတဲ့လူရဲ့တခြားကောင်းဆောင်နှစ်ယောက်ရဲ့နဲ့တွေ့တော့တမင်ကောင်းတဲ့လူပဲကြံပြီးတခြားနှစ်ယောက်ကိုတတ်ပြစ်လိုက်ပါတယ်။တမင်ကောင်းတဲ့လူပဲကြံပြီးသူတို့ကတတ်လိုက်ပေမဲ့ပြန်ထလာကြပါတယ်။တကယ်တော့တမင်ကောင်းတဲ့ဂျေးစားကသူ့ခန္ဓာကိုယ်ကို80ရာခိုင်နှုန်းလက်နက်နဲ့ဖွဲ့စည်းထားတာပါ။အဲဒီအချိန်ဆာကာမိုတိုကပြုတ်ကျလာပါတယ်။ဂျေးစားနှစ်ယောက်ကလည်းသူတို့ရဲ့ပြစ်မှတ်ကစလားမို့ တမင်ရောင်းတဲ့လူကိုစာကာမွန်ဒိုနဲ့လွှတ်ထားခဲ့ပါတယ်။ရှင်ကတော့အပေါ်မှာကိုပြောင်းအင်းကြီးဝတ်ထားတဲ့ကောင်နဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီကိုပြောင်းလူသားကဓာတ်နဲ့ဒိုးတာကိုရှင်ကရှက်တိအောင်ရှောင်းလိုက်ပြီးထွက်လာတဲ့သွေးတွေကိုကိုပြောင်းလူသားမှာတုတ်လိုက်တာမြင်ရပါပြီ။အဲ့ဒီအချိန်မှာမာရှီမိုကအချိန်ကရောက်လာပြီးကိုပြောင်းလူသားကိုစနိုက်ပါနဲ့ပစ်လိုက်ပါတော့တယ်။ဒီမှာရဲ့အပိုင်းရှစ်ကပြေးဆုံးသွားပါတယ်။